ဖုန်းဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါအဲ့လွယ်လွယ်လေးရဲ့နောက်ကွယ်မှာလူတယောက်ပေါ်မှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခောက်နဲ့ဆွေးနွေးမေးမြန်းတဲ့မိမွေရနိုင်တယ်ဆိုတာသင်သိလားကျွန်မဒေါက်တာစိတ်မှာဒီနေ့ဗီဒီယိုလေးမှာတော့ coffee ချစ်သူလေးတွေက3 in 1 coffee တွေ instant coffee mix တွေကိုရေရှည်တောက်တဲ့အခါမှာကျန်းမာရေးနဲ့ပတ်သက်ပြီးပါလိသိထားရမလို့ဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသက်မှာဖြစ်ပါတယ် 3 in 1 coffee mix တွေ instant coffee mix တွေမှာဆိုအားလုံးသိရတဲ့အတိုင်းပဲ coffee မှာ caffeine တက်ကတော့မရှိမဖြစ်ပါပါပါ caffeine တော့ကိုရေရှည်အလွန်ကြောတောက်လာတဲ့သူတွေအားဆိုရင်နောက်ပိုင်းမှာနှလုံးခေါင်းဝမ်းမြန်တာတွေ anxiety လို့ခေါ်တဲ့စိုးရိမ်စိမ်လုံခဲ့တဲ့ပြဿနာတွေ insomnia လို့ခေါ်တဲ့ညအိပ်မတွေ့တဲ့ပြဿနာတွေစိုးစိုးဝါကြုံတွေ့ရပါတယ်တချို့သူတွေဆိုရင်လက်တွေခြေတွေတုံတာမျိုးခန္ဓာမနေဖြစ်တာမျိုးတွေပါခံစားရတတ်ပါတယ်ဒါကြောင့်မလို့နှလုံးကျန်းမာရေးအတွက်ရေရှည်မှာတော့သိပ်မကောင်းပါဘူးပြီးရင်တော့ဒီထဲမှာအချို့တက်တွေတကြားတွေပါတယ်အားလုံးသိပါတယ်တကြားတက်တွေကအလွန်ကြုံ အများကြီးတောက်လာတဲ့အခါမှာစီးကျိုယောဂါရဖြစ်လာနိုင်တဲ့သွားနဲ့ပတ်သက်ပြီးဒန်တယ်ပြဿနာအများကြီးဖြစ်လာနိုင်တဲ့သွေးထဲမှာကိုလစတရောလေဗယ်တွေတက်တာတွေအဝလုံတာတွေဖြစ်လာနိုင်ပါတယ်ပြီးတော့အားလုံးသိရဲ့ transfer ဆိုတဲ့အတက်ပါ transfer ပါတဲ့အတွက်ဘာဖြစ်လဲဆိုရင် LDL လို့ခေါ်တဲ့မကောင်းတဲ့ကိုလစတရောလေဗယ်တွေကအများကြီးမြင့်တက်လာပြီးတော့နှလုံးယောဂါတွေအဝလုံတာတွေဒါတွေလည်းဖြစ်လာနိုင်ပါတယ် ပြီးတော့ဒီ coffee net တွေမှာအာဒီ coffee ဈေးလေးတို့ roast လုပ်လိုက်တဲ့အခါမှာထွက်လာတဲ့ဓာတ်ပေါ့နော် acrylamide လို့ခေါ်ပါတယ်အဲ့ဒါကပုံမှန် coffee ဈေးတွေမဟုတ်ပဲဒီ 3-in-1 instant coffee mist တွေကို roast လုပ်လိုက်ရင်ထွက်လာတာနှစ်ဆပိုများတယ်အဲ့ဒါတွေက chronic exposure လို့ခေါ်တာပေါ့ရေရှည်မှာ excess အမပမာဏအလွန်ကျိုအများကြီးထိတွေ့လာတဲ့အခါမှာအာရုံကြောတွေထိခိုက်တာလေကင်ဆာဖြစ်နိုင်ခြေတွေမြင့်တက်လာတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ coffee ကိုတစ်နှစ်ဘယ်လောက်တောက်ရမလဲဆိုတာသိထားဖို့လိုအပ်ပါတယ်။ပုံမှန်အားဖြင့်တစ်နှစ်ကို၄ခွက်တောက်တာတော့အဆင်ပြေတယ်။ဒါပေမဲ့အဲ့ထက်များလာတဲ့ခါကျရင်စိတ်လို့ကလွန်ကျူးတယ်။ဟို over ဖြစ်တယ်လို့ခေါ်ရမှာပေါ့။ ကိုမင်းဆောင်မျိုးသမီးတွေမှာဆိုရင်တနည်းကိုတစ်ခွက်နှစ်ခွက်ထပ်ပို့ပြီးတော့မတောက်တဲ့ဦးနိုတိုင်းမိခင်တွေမှာဆိုလည်းသုံးခွက်ထပ်ပို့ပြီးမတောက်တဲ့ဦးလို့သတ်မှတ်ထားမျိုးရှိပါတယ်။ဒါကြောင့်မလို့ coffee နဲ့ coffee mix တွေကိုအလွန်ကျူးတောက်လာတဲ့အခါမှာအစာရင်ကိုသွားပြီးဆွရတာဖြစ်တဲ့အတွက်အစာရင်သမိုင်းအစာရင်ယောဂါရှိတဲ့သူဆိုမတောက်တဲ့ဦးတချို့တွေမှာဆိုရင် irritable bowel syndrome လို့ခေါ်ပြီးတော့ one shot လောက် one ပြက်လိုက်ဖြစ်တဲ့သူတွေမှာဆိုရင် one shot တာပို့ပြီးစိုးစေတယ်တဲ့။အဲဒါကြောင့်မလို့ one shot one shot ဖြစ်နေတဲ့သူတွေဆိုရင်31 coffee mix တွေ instant coffee mix တွေကိုလုံးဝမတောက်တဲ့ဦးရထားတဲ့နဲ့ပြီးရင်တော့ CA မှာ control ကိုကောင်းကောင်းမရဆိုဆိုလိုချင်တာမကြာခဏစီးသွားခြင်းနဲ့စီးမထိန် နိုင်တာမျိုးဖြစ်တယ်တဲ့ဒါကြောင့်မလို့အသက်ကြီးလို့စီးမထိန်နိုင်ဘူးစီးလန်းလန်းနဲ့ပတ်သက်ပြီးပြဿနာဖြစ်နေတဲ့သူတွေဆိုတော့ကဖိန်းဓာတ်ကို3 in 1 coffee mist တွေဒါတွေကိုရက်ထားဖို့လိုပါတယ်နောက်တစ်ခုကစီးတွေများများသွားတဲ့အတွက်ဘာဖြစ်လဲဆိုစီးထဲမှာကယ်လ်ဆီယမ်ဓာတ်တွေအများကြီးပါဝါဖြစ်တဲ့အတွက်အရိုးပွားတာအရိုးပွားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ဒါကြောင့်မလို့အသက်ကြီးတဲ့အမျိုးသမီးတွေဆိုရင်တော့အရိုးပွားအရိုးပွားအရိုးပွားတာကြောက်တယ်ဆိုရင်3 in 1 coffee mist တွေကိုမတောက်ဖို့လည်းအရေးကြီးပါတယ်ပြီးရင်တော့နှုတ်ကလည်းနှလုံးရောဂါရှိတယ် ပြီးရခါကျရင်ကော်စီလဲတောက်တယ်စိလေလဲတောက်တယ်ဆိုရင်အဲ့ဒီလူကနှလုံးရောဂါကြောင့်အသက်သေဆုံးနိုင်ခြင်းဟာပုံမှန်လူတွေဆိုပိုပြီးမြင့်တက်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ချွေးရမယ်ကော်ဖီမစ်စေပဲဖြစ်စေ instant coffee မစ်စေပဲဖြစ်စေလိုအပ်တာတဲ့အလွန်ကျွမတောက်ဖို့အရေးကြီးပါတယ်။ကိုယ်တငယ်ကြီးဖြစ်စေကိုယ့်အပဲဖြစ်စေ coffee မစ်စေကိုအင်မတန်နှစ်ချိုက်ပြီးအလွန်ကျွတောက်နေတယ်ဆိုရင်တော့ဒီရောဂါတွေဖြစ်လာနိုင်သလားဆိုတာစိုးရိမ်နေဆိုရင်ဆရာဝန်တွေနဲ့အခမဲ့ဆွေးနွေးမိမဲ့တိုင်မင်လို့ရအောင်ဖုန်းနံပါတ်ခုရှိရှိကိုကနန်လေးလို့ကိုအတန်စိတ်ကနဲ့အခမဲ့ခုပဲဖုန်းဆက်လိုက်ပါ။